မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူတွေဆန္ဒအမြန်ဆုံးဖြည့်ဆည်ဖို့ဆက်လက်ရုန်းကန်ကြိုးစားတိုက်ပွဲဝင်မယ်လို့အေအေတမူးချုပ်ပြောနေပြည်တော်ကိုအမြန်ဆုံးသိမ့်ပိုက်ဖို့စည်ရည်နီးပြူဟာထားရှိပြီလို့ဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအရကတ်တတော်အေအေတမှုချုပ်အရကတ်တတော်ရဲဘော်ရဲဘက်တွင်ရခိုင်အမျိုးသားအဖွဲ့ချုပ်ပြည်သူဝန်ထမ်းတွေအားလုံးက ပြည်သူရဲ့မျှော်လင့်ချက်ဆန္ဒတွေအမြန်ဆုံးပြေဝစေဖို့ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့အေအေတမ်မှုချုပ်ဘူချုပ်ထွန်းမြတ်နိုင်ကထုတ်ပြန်ပါတယ်58နှစ်ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းပေးကြတဲ့အပေါ်အခုလိုထုတ်ပြန်ခဲ့တာပါမွေးနေ့ဆုတောင်းပေးကြတဲ့သက်ဆိုင်ရာအဖွဲ့အစည်းလူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ကြောင်းဘူချုပ်ထွန်းမြတ်နိုင်ကဖော်ပြခဲ့ပြီးဆုတောင်းပေးကြတဲ့ပြည်သူတွေရဲဘော်ရဲဘက်တွေမိတ်ဆွေတွေအားလုံးကျမ်းမာလုံခြုံအေးချမ်းစွာရှိကြပါစေလို့လည်းပြန်လည်ဆုတောင်းပေးခဲ့ပါတယ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့မွေးနေ့ကိုကမ္ဘာလုံးဆိုင်ရာအာရကအမျိုးသားကွန်ရက်ရောဒေတာကောက်ခွဲရေးတပ် YDF ဘာမာအာမီ Robin Hood မစ်ဆိုင်အဖွဲ့မြဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့စတဲ့တော်လန်ရေးအဖွဲ့တွေကမွေးနေ့တဝင်လွာပေးပို့ခဲ့တာတွေ့ရပါတယ်။အေးအေးဟာရခိုင်ပြည်နယ်မှာ၁၄မြို့နယ်နဲ့ချင်းပြည်နယ်မှာပလဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ရခိုင်တပြည်နယ်လုံးအတိုင်းအတာသိမ်းပိုက်နိုင်ရေးနောက်ဆုံးကြံ့နေတဲ့ကြောက်ဖြူစစ်တွေမန်အောင် မျိုးနယ်တွေကကြောက်ဖြူနယ်စစ်တွေကစစ်ကောင်စီတပ်ကိုလည်းတိုက်ခိုက်နေပါတယ် ။ဒါပြင်ရခိုင်မကွေ၊ရခိုင်ပဲခူး၊ရခိုင်အေယာဝတီ၊ရခိုင်အဆက်တွေနဲ့အေအေတက်လှရှားရာဒေသတွေမှာစစ်ကောင်စီတပ်ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ဆလဘီစစ်စည်ရေးလုပ်ငန်းတွေကြောင့်ဗမောက်မျိုးညာမထွက်ရအမိတ် PDF ထုတ်ပြန်နေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းဗမောက်မျိုးနယ်မှာစစ်စည်ရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ညာမထွက်ရအမိတ်ရဲအကန့်အသတ်မရှိထားရှိမယ်လို့ကတ္တာခရိုင်အမှတ်လေးတရင်က ထုတ်ပြန်ပါတယ်။ ဒီကနေ့နိုဝင်ဘာ9ရက်ကစပြီးည9နာရီကနေမနက်9နာရီအထိညမထွက်ရအမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။ပြည်သူတွေရဲ့လုံခြုံရေးနဲ့မလိုလားတဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ပြည်သူတွေအနေနဲ့စိတ်ရှည်သတိကြီးစွာနဲ့ပူးပေါင်းပေးကြဖို့လည်းတိုက်တွန်းချပါတယ်။အရေးပေါ်ကိစ္စနဲ့ကျန်းမာရေးကိစ္စတွေအတွက်သက်ဆိုင်ရာအုပ်ချုပ်ရေးမှုထံအကြောင်းကြားပြီးသွားဖို့နဲ့အချိန်သတ်မှတ်ချက်ကိုလိုက်နာမှုမရှိရင်ထိရောက်စွာအရေးယူမယ်လို့ကတ္တာခရိုင်တရင်လေးကတတိပေးထားပါတယ်။ နေတိုင်းနှိပါစော်နေကြတဲ့စကားစားနဲ့ SN ကတော့ကျုံရော့လေးချောင်းနဲ့ပါမျိုးရင်းကအစာဦးတွေကိုပုံချဲနေတာရှိတယ်လို့ဗမောက်မျိုးမှာရှိနေတဲ့ကာကွယ်ရေးရဲဘော်တအူးကပြောပါတယ်ဗမောက်မျိုးပြန်ရရေးစစ်ကောင်စီကစစ်ကြောင်းထိုးရလက်ထက်လျှောက်ကခြေရွာတွေမိရှုဖျက်ဆီးတာအပြင်ပြည်သူပိုင်ပစ္စည်းတွေယူဆောင်ထားတဲ့ဒေသခံပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်းဗမောက်မျိုးကန်တချို့ကပြောပါတယ်မျိုးအနောက်ဘက်ခြမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်မှအင်အား900ဝန်းကျင်ရှိတယ်လို့သကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် စစ်ကောင်စီကစကိုင်းအခြေစိုက်တပ်မ33လောက်ခန့်တရင်အချို့အားဖြည့်ထားတဲ့အပြင်အရင်မျိုးနယ်အတွင်တက်ဆွဲခဲ့တဲ့တပ်မ89လောက်ခန့်တရင်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်တိုက်ပွဲတွေကြောင့်မြို့အနီးတစ်ဝက်ကျေးရွာ20ဝန်းကျင်နဲ့မြို့ပေါ်လေးရက်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ပကပကထုတ်ပြန်ထားပါတယ်။ဗမောက်မြို့ကိုအမှတ်1စစ်ဒေသကုကဲမှုနဲ့ပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးဗမော်မှာအပြန်လန်စစ်စင်ရေးလုပ်နေတာကြောင့်တိုက်ပွဲပြင်းထန်နေဟု KIA ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမောက်မြို့အတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီအကြတိုက်ပွဲဖြစ်ပွားနေတာစစ်တပ်လကြာမြင့်လာပြီးဖြစ်ပြီးနှစ်ဖက်ကစစ်စင်ရေးတွေအပြန်လန်လှုပ်ဆောင်နေတာကြောင့်တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနကနိုဝင်ဘာ၈ရက်ညသတင်းမှာဖော်ပြထားပါတယ်။ KIA ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမောက်မြို့မှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဆက်လက်ပြင်းထန်နေတာကိုအသိပေးထားပြီးဗမောက်တပ်ကတော်ချောင်းဝင်တာမိုင်းလုံဘတ်တွေမှာလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာစီအင်အားဖြည့်တင်းနေတာလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဒါပြင်ခလာရ48တက်ရင်ဗမော်နဲ့ဗမောက်မြို့ချားမှာလည်းစစ်ကောင်စီဘက်ကပြန်လည်ထိုးစစ်ဆင်လာလို့တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းကြံကြားရေးဌာနကဖော်ပြပါတယ်။ ကချင်စစ်ရေးတရင်ရင့်မြစ်အချို့ကနိုဝင်ဘာပထမပတ်ဗမော်တိုက်ပွဲမှာစစ်ကောင်စီတက်ဆွဲရာနေရာအချို့ကို KIA ကပြန်လည်သိမ်းပိုင်နိုင်ခဲ့ကြောင်းပြောကြားထားပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့ဖော်ပြချက်မှာတော့စစ်ရေးအခြေအနေအသေးစိတ်မဖော်ပြထားပါဘူး။ KIA နဲ့စစ်ကောင်စီတက်တွေဟာအော်တိုဘာလအတွင်းဖားကက်ခေါလန်ဘူးဝိုင်းမော်ဒေသတွေမှာလည်းတိုက်ပွဲတွေရှိခဲ့ပြီးခေါလန်ဘူးကစစ်ကောင်စီတက်စခန်း၄ခုထပ်မင်းကို KIA ပူးပေါင်းတက်ကသိမ်းပိုက်ထားပါတယ်။ဒါအပြင် အခုနိုဝင်ဘာလတိုက်ပွဲတွေမှာလည်းဖာကန့်ဒေတာကစစ်ကောင်စီတက်ဆွဲရနေရအချို့ကို KIA ကသိမ်းပတ်ရရှိခဲ့တယ်လို့သတင်းရင်းမြစ်အချို့ကပြောပါရယ်။ကချင်ဒေတာစစ်ရေးအခြေအနေတွေကိုမေးမြန်းဖို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါရယ်။ဆလပီစစ်ကော်မရှင်ကလက်အောက်ခံဝန်ထမ်းများစီမှကြိုတင်မဲယူရန်မဲစရင်ကိုဖိအားပေးစစ်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်။ စစ်ကော်မရှင်ကလက်အောက်ခံဌာနဆိုင်ရာများမှဝန်ထမ်းများဤချိုတင်မဲများရယူရန်ဒက်ဆိုင်ရာမျိုးနွယ်များတွင်မဖြစ်မနေမဲစရင်စစ်ရန်ဖိအားပေးခိုင်းစေနေကြောင်းသိရပါသည်ကျိုတင်မဲယူရန်နှင့်မဖြစ်မနေမဲပေးရေးအတွက်နာမည်စရင်းများမဲစရင်းတွင်ပါဝင်ခြင်းရှိမရှိကိုစစ်ဆေးရန်စစ်ကော်မရှင်ကဝန်ထမ်းများအားဖိအားပေးလာကြောင်းဝန်ထမ်းတဦးကပြောပါရယ်ဝန်ထမ်းတွေကိုရုံးအချက်လူကြီးကနေမဲစရင်းအတင်းစစ်ခိုင်းနေတာစစ်ပီးချောင်းကိုလည်းဖုံးနဲ့ဓာတ်ပုံလိုက်ရိုက်ခိုင်းနေမဲစရင်းစစ်ဆိုလို့သွားတာစစ်ရတယ် ကပောက်တိကပောက်ချာအကုန်လုတ်ထားတော့ကိုအိမ်တော်စုစရင်ကိုဘလို့ရှာရမန်းတော့မသိဘူး။ရုံးကလူတွေလည်းမခုညီနိုင်ဘူး။မဲစရင်တဲ့နာမည်မပါလာရင်အဖမ်းခံရမယ့်ပုံစံတော့ချင်းချောက်ထားတဲ့ဟုဌာနဆိုင်ရာအမည်မဖော်လို့သည့်ရုံးဝင်တဲ့အုပ်ကသတင်းဌာနကိုပြောပါရယ်။မဲစရင်တွားရောက်စစ်ဆေးခြင်းရှိမရှိကိုဓာတ်ပုံရိုက်တက်တည်တင်ပြရပြီးမဲစရင်မပါလာပါကလည်းတက်ဆိုင်ရာနေမျိုးကိုအတိပေးရန်အတင်းအကျပ်စေခိုင်းမှုများရှိကြောင်းသိရပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့မှစတင်ကဝန်ထမ်းများအားနေထိုင်ရာနေမြေရုံးများတွင်မဲစရင်သွားရောက်စစ်ဆေးပြီးဝန်ထမ်းအင်အားများတွင်နေထိုင်သည့်ဝန်ထမ်းများကိုလည်း၎င်းတို့ရခင်နေထိုင်ခဲ့သည့်နေမြေများ၌သွားရောက်၍မဲစရင်စစ်ဆေးခိုင်းသည်ဟုဆိုပါရယ်မဲပေးရန်စရင်ပါမပါကိုသွားရောက်စစ်ဆေးရာတွင်လည်းမဲစရင်ကိုစနစ်တကျပြုလုပ်ထားခြင်းမရှိတဲ့အတွက်ဝန်ထမ်းများမှစီစစ်ရန်ခက်ခဲနေပြီးဌာနဆိုင်ရာမှဖိအားပေးစီခိုင်းသည့်အတွက်စိတ်ဖိစီးမှုများရှိနေကြောင်းဝန်ထမ်းများကဆိုပါရယ် စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်တရားမဝင်ရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်ပြီးနေမီစိုးမမှုမရရှိသေးသည့်ဒေသများမှလွှဲ၍ကြံတိုင်းနှင့်ပြည်내များကိုအပိုင်းလိုက်ခွဲကကျင်းပမည်ဟုထုတ်ပြန်လာခဲ့ပါသည်။နေမီစိုးမမှုမရနိုင်သေးပေရွေးကောက်ပွဲကျင်းပမယ့်စည်ရင်တွင်ထည့်သွင်းထားသည့်နေမီများကိုစစ်ကောင်မရှင်ကယခုရက်ပိုင်းတွင်စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်းများဇက်တိုက်ပြုလုပ်လာပါသည်။ထို့ပြင်ယခုပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုဝေဖန်သည့်ပြည်သူများနှင့်ရွေးကောက်ပွဲလုံဆော်သည့်ဇလန်းတို့ကို ဝေဖန်ခြင်းပြုလုပ်သည့် post out တွင် light rear များပေးသည့်သူများကိုပါဖမ်းဆီးတရားစွဲထားရာပြည်သူ60ကျော်အထိဖမ်းဆီးခံထားရပြီဖြစ်ကြောင်းသိရပါသည်ဆလဘီရွေးကောက်ပွဲနီးချိန်တွင်စစ်ကော်မရှင်ကလေတပ်ကိုကြားဖြတ်အားဖြည့်မှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။လက်ရှိအသုံးပြုလျက်ရှိသောလေရင်ရဟတ်ရင်၅ဆင်းကိုစစ်ကော်မရှင်ကနေပြည်တော်တွင်စောလင်စွာထုတ်ပြန်ပြီးတပ်တော်ဝင်ခဲ့ကြောင်းလေတပ်စီဒီအန်အရာရှိများဤပြောပြချက်အရာသိရပါတယ်။ စစ်ကော်မရှင်သည်ထိုတက်တော်ဝင်ခြင်းအခမ်းအနားကိုပုံမှန်အားဖြင့်လီတာ2ပတ်လည်နေ့တွင်သာပြုလုပ်လေးရှိတော်လေနိုဝင်ဘာ9ရက်တွင်နေပြီးတော့ရှိလီတာစခန်းဌာနချုပ်၌ပြုလုပ်၍စစ်ဘက်သုံးသေးယူပို့ဆောင်ရေးလျင်နှင့်ရဟတ်ရင်ညာတက်တော်ဝင်ခဲ့ခြင်းဖြစ်ပါသည်အထူးကားကတော့ရုရှားကဝယ်ထားတဲ့ MI 38တုံးစီးနှင့်တရုတ်ကဝယ်ထားတဲ့2025တဲမှရောက်ထားတဲ့ Y8 နှစ်စီးကိုပဲတက်တော်ဝင်သွားတာပါရွှေကောက်ခွဲကြောင့်သာအခုလိုဆောလုပ်သွားတယ်လို့ထင်မိပါတယ်ဟုလေတက်စီရီယန်တက်ကြည်စီယာကသတင်းဌာနကိုပြောပါတယ် ရှင်ပြန်လေတက်ဤနှစ်ပတ်လည်နေ့ကိုလည်းနှစ်စဉ်ဒီဇင်ဘာ15ရက်၌ရှမ်းတက်လေတက်ဟုခေါ်ဆိုသောမိတီလာတက်နေရှိလေချောင်းအတက်တင်လေတက်စခန်းဌာနချုပ်တွင်သာပုံမှန်ပြုလုပ်သလိုယခုတက်တော်ဝင်မှုသည်စည်ရေးအဖြစ်ချင်းဖြစ်ကြောင်း၎င်းကဆိုပါရယ်အဆိုပါလေရင်နှင့်ရဟတ်ရင်၅ဆင့်မှတရုတ်နိုင်ငံထုံးဆမ်ရှိ YAF 200W အမီးနံပါတ်5923နဲ့5924တေယူပို့ဆောင်ရေးလေရင်၂ဆင့် ရုရှားနိုင်ငံထုတ်ဖတ်ဆောင်သော MI38 ရဟတ်ယာဉ်သုံးဆင်းလို့ဖြစ်ပြီး CNN Y8 သည်ယခုနှစ်အတွင်းမှရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါဗျ။ထို့ပြင်စစ်ကောင်းဆောင်နှင့်၎င်းမိသားစုခရီးသွားလျင်အသုံးပြုနေသည့် Netherlands နိုင်ငံထုတ် Fokker 70အထူးလေယာဉ်နှင့် Airbus အမျိုးအစား A319 115 MSN 5193အထူးလေယာဉ်အပါအဝင်ချက်နိုင်ငံထုတ် L410 ဟုခေါ်သောအပေါ်စားလေယာဉ်များလည်းဝယ်ယူထားကြောင်းသိရပါဗျ။ စစ်ကောမရှင်သည် WAI လေယာဉ်များကိုဝယ်ယူမှုမှာဆယ်စီးအထိရှိလာပြီးထိုအနက်မှလက်ရှိတပ်တော်ဝင်လေယာဉ်အပါအဝင် WAI လေးစီးနှင့် MI-38 3စီးအားအာနာသိမ့်ပြီးနောက်ဝယ်ယူ၍ယခုကျမှတပ်တော်ဝင်ချင်းဖြစ်ကြောင်း Leader CDN အရာရှိတအုပ်ကသတင်းဌာနကိုပြောပါရယ်။ရှင် WAI လေယာဉ်များမှလည်း D2 အမျိုးအစားဖြစ်သောမော်ရယ်အဟောင်း၊လေစင်အမီနံပါတ်5815 5810 5817 5818နဲ့မော်ဒယ်အမည်ဖြစ်သည့် F200W အမီနံပါတ်5819 5820 5821 5922 5923,5924,60ဖြစ်ပြီး5820,5821တီတက်ကြဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ထို့တူ Y8 အမိနံပါတ်5819ကို5919ဟူ၍ပြောင်းလဲခဲ့တယ်လို့တက်တော်ဝင် Y8 နှစ်စီးကိုလည်းရောက်ရှိချိန်မှစတင်၍တိုက်ပွဲများအတွက်လူပို့ဆောင်ပေးခြင်း၊ရိတ်ခခရက်များတည်ယူချပေးခြင်းများလက်ရှိအထိစဉ်ဆက်မပြတ်အသုံးပြုနေကြောင်း Leader CDN အရာရှိများထံမှသိရပါတယ်။ MI38 ကတော့လောလောဆယ်မှာအရန်သုံးတာမတွေ့ရပေမဲ့ခုံတွေဖြုတ်ပြီးတည်မယ်ဆိုရင်တော့လက်ရှိ MI70 ဒီနေရာမှာသုံးလို့ရတယ်။ MI38 ကခမန်းထံပေါ်ဒေါ်လာ15တန်းဝင်းကျင်ရှိပြီး Y8 ကဒေါ်လာ35တန်းဝင်းကျင်ရှိတယ်ဟု Leader CDN တက်ချက်ကြီးစေရကဆိုပါတယ်။စစ်ကောင်းဆောင်ကမူ2017ခုနှစ်မှ2025ခုနှစ်အထိ15နှစ်တာကာလအတွင်းလေယာဉ်နဲ့ရဟတ်ယာဉ်များတက်တော်ဝင်ခြင်း အခမ်းအနားများကို15ကြိမ်တိုင်တိုင်ပြုလုပ်၍အင်အားဖြည့်တင်ပေးထားသဖြင့်မိမိကြရာတာဝန်အားကြီးပြွန်းအောင်မြင်စွာအစွမ်းကုန်ထမ်းဆောင်ရန်ပြောဆိုထားပါသည်။ကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။